မင်္ဂလာပါဆရာဒီနေ့မေတ္တာလက်ဆောင်ပေးချင်တာကတော့နာမည်ပေးနည်းပေါ်ဘဝတွင်အရေးကြီးဆုံးဖြစ်တဲ့နာမည်ပေးနည်းဖြစ်ပါတယ်အဲဆရာတို့မြန်မာလူမျိုးတွေကနာမည်ကိုအလွန်ကြီးစိုက်ပါတယ်เนาะနာမည်ကရန်လဲရေးကြီးပါတယ်လူတယောက်ကမွေးဖွားဒီမွေးဖွားချိန်မှာစပြည့်တည်ဆုံးနေသည့်ဒီနာမည်တစ်လုံးတည်းကိုပဲအသုံးပြုသွားတာဖြစ်ပါတယ်เนาะ တချို့ကနာမည်3မျိုးအိမ်နာမည်တွေကျောင်းနာမည်တွေပါတယ်အဲ့လိုမျိုးပေါ့စကားကပ်ပြောရင်တော့ရတာပေါ့နော်ဒါပေမဲ့အခေါ်အများဆုံးနာမည်ကိုပြောတာဖြစ်ပါတယ်နော်အဲအဲအကြောင်းမိတ်ဆွေတို့အနေနဲ့မိဘတွေဟာသားသမီးတွေကိုမိမိတို့ရဲ့ရင်သွေးတွေကိုအမွေပေးနိုင်တာကနာရင်းနှီးငါးပါးမဖြစ်စည်းနိုင်တာကတော့ဒီနာမည်ပဲရှိပါတယ်တခြားစီစဉ်ဥစ္စာတွေပါတယ်တိုက်တွေကားတွေဆိုတာကတော့ပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်နော်နာမည်ကတော့မပျက်စီးမဆုံးရှုံးနိုင်ပါဘူးအဲကြောင့် လူတရားရဲ့ဘဝမှာနာမည်အရေးကြီးဆုံးဖြစ်တဲ့အတွက်နာမည်ပေးနည်းလေးကိုဆရာကမချွင်းမချမ်းမေတ္တာလက်ဆောင်ပေးပါမယ်နော်အရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးနှိပ်အသေးပေးပြီးတော့ကွန်မန့်လေးရေးပေးပါ share လေးတွေများများလုပ်ပေးသွားမယ်နော်ဆရာတို့ရဲ့ဆရာကြီးမင်းတိန်ခါကိုယ်တိုင်ဒီနည်းစနစ်ကိုအသုံးပြုခဲ့ပါတယ်နော်အဲဆရာတော်ခင်ကြီးပြောရဲ့မာတလုံးကြည်တဲ့ဆရာတော်ခင်ကြီးပြောရဲ့နည်းဖြစ်ပါတယ်အင်္ဂဝိဇ္ဇာနဲ့နာမည်ပေးတာပါနော်အဲပြီးတော့ အဲဆရာကြီးမသိငါရဲ့တပည့်တွေအားလုံးလည်းဒီနိုင်မဲ့ပေးနည်းစနစ်တိုင်းပဲအသုံးပြုပါရယ်နော်မွေးနိုင်ရဲ့၅ခုမြောက်ဂျို၆ခုမြောက်ဂျို၂ခုမြောက်ဂျိုအဲ့ဒီဂျိုတွေကိုတွက်ဆက်ပြီးတော့ပေးတာဖြစ်ပါရယ်နော်လွယ်ကူပြီးတော့ထိရောက်ပါရယ်စွန့်ထက်ပါရယ်နော်အဲကြောင့်မိတ်ဆွေတို့လည်းရုံကြည်ကြည်နဲ့မိမိတို့ရဲ့ရင်သွေးကိုနာမည်ပေးပါမိမိကိုယ်တိုင်လည်းပြောင်းလို့ရပါရယ်နော်နာမည်ကြောင့်တချို့နာမည်ညံ့တဲ့အတွက်ကြောင့်မအောင်မြင်သိအောင်မြင်သိတဲ့လောက်မအောင်မြင်တာစူးစမ်းသိတဲ့လောက်မအောင်မြင်တာတွေလည်း စူးစမ်းတဲ့လောက်မောင်မြင်တာကြီးလည်းရှိပါတယ်နော်နာမည်ကြောင့်လွယ်လင်းတကူနဲ့အခွင့်အရေးတွေရရှိတာအောင်မြင်မှုတွေရရှိတာလည်းရှိပါတယ်နော်လူကလည်းလောရမယ်ကံကလည်းကြိုးပေးရမယ်ပေါ့အဲဒါကြောင့်နာမည်ကအဲ90ရာခိုင်နှုန်းအရေးကြီးပါတယ်နော်အဲဒါကြောင့်နာမည်ကောင်းလေးကိုဆရာကမြတ်တာလက်ဆောင်နာမည်ပေးနည်းကိုပြီးမှဖြစ်ပါတယ်လူတယောက်ရဲ့တနင်္ဂနွေဆိုဟာပေါ့ဆရာကြီးမင်းသိန်းခိုင်နာမည်ကိုနမူနာပြပြပါမယ်ဆရာကြီးမင်းသိန်းကတနင်္ဂနွေသားဖြစ်တယ်နာမည်ရင်းကအောင်ထွန်းဖြစ်ပါတယ်เนาะ ဒါပေမဲ့နာမည်ကမင်းတိန်ခါလို့ပေးထားပါတယ်။မင်းတိန်ခါဆိုတော့တနင်္ဂနွေကနေပြီးတော့စရည်ရင်၅ခုမြောက်ဂျိုတနင်္ဂနွေတနင်္ဂနွေအင်္ဂါဘိုတူဂျာရာပေးပေါ့၅ခုမြောက်ဂျိုကမင်းလို့ခေါ်တယ်နော်ဂျာရာပေးနာ၆ခုမြောက်ဂျိုကဂျာတော့တနင်္ဂနွေတနင်္ဂနွေအင်္ဂါဘိုတူဂျာပေးတောက်ဂျာ၆ခုမြောက်ဂျိုကတိန်ပေါ့နော်တောက်ဂျာဂျိုဖြစ်ပါတယ်။၂ခုမြောက်ဂျိုကတနင်္ဂနွေပြီးရင်တနင်္ဂနွေလာတယ်နော်အဲအကြောင်းခါလို့ခေါ်ပါတယ်။၅ခုမြောက်ဂျို၆ခုမြောက်ဂျို၂ခုမြောက်ဂျိုကိုတွဲဆက်ပြီးတော့ပေးတာဖြစ်ပါတယ်နော်မင်းတိန်ခါဆိုပြီးတော့ ဆရာနာမည်ဆရာစနေသားစနေသားကိုဆရာနာမည်ဆရာကြီးမသိကပေးထားတာရဲမှန်အောင်ဆိုပြီးတော့ပေးထားရယ်နော်စနေရဲ့၅ခုမြောက်ကျွာစနေတနင်္ဂနွေတနင်္လာအင်္ဂါဘုဒ္ဓဟူနော်ဘုဒ္ဓဟူဆိုတာရဲဖြစ်ပါတယ်နော်ရဲဆိုတာဖြစ်ပါတယ်ပြီးတော့၆ခုမြောက်ကျွစနေတနင်္ဂနွေတနင်္လာအင်္ဂါဘုဒ္ဓဟူဇာရပေးမန်ပေါ့နော်ဇာရပေးနော်မန်အပြီးတော့နှစ်ခုမြောက်ကျွာစနေပြီးရင်တနင်္ဂနွေလာပါတယ်တနင်္ဂနွေဖြစ်တဲ့အတွက်အောင်ပေါ့နော်အဲ၅ခုမြောက်ရဲမန်အောင်နော်အဲ ၅ခုမြောက်ကျူ၆ခုမြောက်ကျူ၅ခုမြောက်ကျူပေးတာဖြစ်ပါတယ်ပြီးတော့အဲဆရာကြီးမင်းစင်ကပေးထားတဲ့အောင်မြင်သွားတဲ့အမှုပညာရှင်တွေလုပ်ငန်းရှင်တွေလည်းအများကြီးရှိပါတယ်နော်ဆရာကြီးမင်းစင်ကတပည့်တွေပေးထားတဲ့လည်းဆရာတို့ကိုယ်တိုင်ပေးထားတဲ့တခြားတော့ဆရာကြီးမင်းစင်ကတပည့်တွေပေးထားတဲ့နာမည်တွေအောင်မြင်တဲ့လူတွေအများကြီးရှိပါတယ်နော်နမူနာဆရာကြီးမင်းစင်ကပေးထားတဲ့နာမည်ဆိုဘာဆိုတော့အေဂျင့်မေတို့ခန့်စီသူတို့တူထူးဆန်တို့အများကြီးရှိပါတယ်နော် အဲဒီနေ့ကတော့တနင်္ဂနွေသားသမီးမီသူမဆိုနမပေးမယ်ဆိုရင်မွေးနေ့ရ9ခုမြောက်ဂျိုပေးရမယ်6ခုမြောက်ဂျိုပေးရမယ်2ခုမြောက်ဂျိုပေးရမယ်နော်တနင်္ဂနွေရ9ခုမြောက်ဂျိုအကြာရာပေးနံနဲ့စပါပြီးတော့တနင်္ဂနွေရ6ခုမြောက်ဂျိုအတောက်ကြနဲ့အလဲထနမယ်လုံးကို အလဲလုံးကိုတောက်ကြနံနဲ့အလဲလုံးထားပါနှစ်ခုမြောက်ဂျိုတနင်္လာဂျိုကိုအဲ့ဒီဟိုမှာအဲနောက်ဆုံးလုံးမှာထားရမယ်နော် တနင်္လာသာသမီတွေကတော့ဟလာငါးခုမြောက်ဂျိုဟာနော်ငါးခုမြောက်ဂျိုဟာတောက်ကြဂျိုဖြစ်တယ်အဲကြောင့်တောက်ကြနာမည်နဲ့စရမယ်နော်ပြီးတော့တနင်္လာသာသမီရဲ့အဲဒီ6ခုမြောက်ဂျိုကတော့စနေဖြစ်ပါတယ်နော် စနေအလုံးကိုအလေလုံးကိုထားမယ်တနင်္လာသာသမီရဲ့2ခုမြောက်ဂျိုကအင်္ဂါဖြစ်ပါတယ်အင်္ဂါဖြစ်တဲ့အတွက်အင်္ဂါလုံးကိုအင်္ဂါနံကိုအဆုံးသတ်မှာပေးပါနော်အင်္ဂါသာသမီတွေရဲ့၅ခုမြောက်ဂျိုအားကြတော့စနေဂျိုဖြစ်တယ်နော်စနေဂျိုဖြစ်တဲ့အတွက်စနေနံနဲ့စပါ အဲအင်္ဂါသသမိရဲ့6ခုမြောက်ကျူဟာတနင်္ဂနွေဖြစ်ပါတယ်တနင်္ဂနွေကိုအလဲလုံးထားပါအင်္ဂါသသမိရဲ့2ခုမြောက်ကျူဟာဗုဒ္ဓဝူကျူဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓနာကိုအဆုံးသတ်မှာပြေးပါနော်အဲဗုဒ္ဓသသမိရဲ့အဲ5ခုမြောက်ကျူဟာဗုဒ္ဓသသမိရဲ့5ခုမြောက်ကျူတဲ့5ခုမြောက်ကျူဟာတနင်္ဂနွေကျူဖြစ်တယ်နော်တနင်္ဂနွေအလုံးကိုအစလုံးမှာထားပါနော်ဗုဒ္ဓသသမိအတွက်ပေါ့နော်ဗုဒ္ဓသသမိရဲ့6ခုမြောက်ကျူဟာ 6ခုမြောက်ကျိုးကတနင်္လာကျိုးဖြစ်တယ်နော်တနင်္လာကျိုးကိုအလဲလုံးမှာထားရမယ်ဘိုလ်တူသားသမီးရဲ့2ခုမြောက်ကျိုးကဂျာရာပရီကျိုးဖြစ်တဲ့အတွက်ကြောင့်ဂျာရာပရီနံကိုအဆုံးတက်မှာပေးရမယ်နော် ပြီးရင်ဂျာရာပရီသားသမီးရဲ့ဂျာရာပရီသားသမီးမိသူမဆို9ခုမြောက်ကျိုးက9ခုမြောက်ကျိုးကတနင်္လာကျိုးဖြစ်တယ်နော်တနင်္လာနံနဲ့ရှေ့ဆုံးကနေစရမယ်ရှေ့ဆုံးလုံးကိုဂျာရာပရီသမီးရဲ့ဂျာရာပရီသားသမီးရဲ့6ခုမြောက်ကျိုးကအင်္ဂါကျိုးဖြစ်တယ်နော်အင်္ဂါကျိုးဖြစ်တဲ့အတွက်အင်္ဂါနံကို အလေလုံးမှထားပါနော်အလေလုံးမှထားပါအင်္ဂါသားကြာရာပိသသမီးရဲ့နှစ်ခုမြောက်ဂျိုဟာတောက်ကြာဂျိုဖြစ်ပါတယ်တောက်ကြာနံကိုအဆုံးတက်မှာပြပါနော်တောက်ကြာသသမီးမိသူမဆိုတောက်ကြာသသမီးမိသူမဆိုတောက်ကြာနံရဲ့အစလုံးကတောက်ကြာနံရဲ့၅ခုမြောက်ဂျိုဟာ၅ခုမြောက်ဂျိုဟာအင်္ဂါဂျိုဖြစ်ပါတယ်နော်အင်္ဂါဂျိုဖြစ်တဲ့အတွက်အင်္ဂါအင်္ဂါနံကိုခြေဆုံးလုံးမှာထားပါတောက်ကြာသသမီးတွေ့ 6ခုမြောက်ကြိုဟာဗုဒ္ဓဟူးကြိုဖြစ်တယ်ဗုဒ္ဓဟူးကြိုအလယ်လုံးမှာထားပါတောက်ကြာသာသမီတွေ2ခုမြောက်ကြိုဟာစနေကြိုဖြစ်ပါတယ်စနေကြိုဖြစ်တဲ့တွင်နာမည်အဆုံးသက်မှာပြီးပြီပါနော်စနေသာသမီရဲ့5ခုမြောက်ကြိုဟာဗုဒ္ဓဟူးကြိုဖြစ်ပါတယ်ဗုဒ္ဓဟူးနံကိုအစလုံးမှာပြီးပါစနေသာသမီရဲ့6ခုမြောက်ကြိုဟာဂျာရာဘေးနံဖြစ်ပါတယ်ဂျာရာဘေးနံကိုအလယ်လုံးထားပါနော် စနေသားသမီးရဲ့နှစ်ခုမြောက်ဂျိုဟာတနင်္ဂနွေဂျိုဖြစ်ပါတယ်တနင်္ဂနွေဂျိုကိုအဆုံးသတ်မှာပေးပါနော်ဆရာနာမည်ရဲမှန်အောင်ပေါ့စနေဆနေဆရာစနေသားပေါ့နော်အဲ့ဒီလိုမျိုးပဲကဲမိတ်ဆွေတို့အားလုံးအားလုံးသဘောပေါက်ကြမယ်ထင်ပါတယ်နော်သဘောပေါက်ကြမယ်ထင်ပါတယ်အဲ့ဒီနာမည်ပေးနည်းဟာဆရာပြောပြတဲ့နည်းတိုင်းပဲလွယ်ကူရိုးရှင်းစွာပေးလို့မိတ်ဆွေတို့အားလုံးနားလည်သွားပါပြီနော်အဓိကရတာတွေစံကိုင်းနေမန်းပုံစီကိုင်းအဲ့လိုမျိုးပေါ့ဂိုင်းနေရတာအများကြီးရှိပါတယ်နော်အဲ့ဆိုအဲ့ဒါတော့ မိတ်ဆွေတို့နားရှုပ်သားမှဆိုတော့မပြောတော့ပါဘူးအခုဒီအခုဆရာပြောတဲ့နေ့စဉ်တစ်တိုင်းပေးရင်နာမည်ပေးနေရပါပြီเนาะအဲတနင်္ဂနွေဂျိုအင်္ဂါဂျိုစနေဂျိုရာဟုဂျိုတွေကပါပဂျိုတွေဒေါင်ဂျိုတွေပေါ့เนาะအဲ့ဒီပါပဂျိုတွေကိုအတန်တိုနဲ့ပေးရတယ်เนาะအတန်တိုဆိုတာအတန်အတိုအပြတ်လို့ခေါ်တယ်เนาะအတန်ပြောမစွင်တော့ဒီကအတန်လို့ခေါ်တယ်ဒီကအတန်ဆိုတာအတန်ရှည်တယ်ပေါ့เนาะရတအတန်ဆိုတာအတန်တိုလို့ခေါ်တယ်ရတအတန်နဲ့ပေးရတယ်အဲ့ဒီ အဲ့ဒီဒေါင်လေးဒေါင်ဂျိုကိုတနင်္ဂနွေအင်္ဂါစနေရာဟုဂျိုကဒေါင်လေးဒေါင်ပေါ့ပါပဂျိုတွေကိုရတအတန်နဲ့ပြရတယ်ရတဆိုတာအတန်တူတယ်ပေါ့အတန်တူပေါ့နော်ဥမာပေါ့ထတို့တို့ဟဲ့ဟလာထင်းတို့အဲထိန်တို့ဆိုရင်အတန်ရှည်သွားပြီဒီကားဖြစ်သွားပြီနော်အဲအဲ့ဒီတော့တော့မဂျိုတွေကြတော့အတန်ရှည်ပြရတယ်တနင်္လာဘိုးတို့ဟူကြာပေးတောက်ကြပေါ့နော်အဲ့ဒီတော့မဂျိုတွေကြအတန်ရှည်ရှည်ပြရတယ်ဥဥပမာပေါ့အဲဥပမာဆိုရင်ဥမာပေါ့ကြော်တို့ ဟလာကြိုင်လို့ဆိုရင်ဒါအတန်ရှည်သွားပြီသူကဒီကအတန်လို့ခေါ်တယ်เนาะအဲ့လိုအတန်ရှည်တွေနဲ့ပေးရတယ်ကာခဂဂငါဆိုရင်ရတအတန်လို့ခေါ်တယ်အတန်ဟိုဘယ်လိုခေါ်မလဲအတန်တူလို့ခေါ်တယ်เนาะအတန်ရှည်ကြတော့ဥမာပေါ့ကာကာကအဲကာကီကီအပေါ့ဗောနော်ဟိုဘယ်လိုခေါ်မလဲကြောကြိုင်အဲပြီးတော့ ကာအဲအဲ့ဒီနာမည်တွေကဒါအတန်ရှည်သွားဆိုကြည့်ပေါ့နော်အတန်ရှည်သွားတဲ့အတန်တွေကဒီကအတန်လို့ခေါ်ပါတယ်အဲ့သောမဂျူတွေကိုအတန်ရှည်ပေးရတယ်နော်ကဲအားလုံးနားတဲ့သဘောပေါက်ပြီထင်ပါရဲ့နော်ဆရာရဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးနှိပ်သေးပေးပြီးတော့ကွန်မန့်ရေးပါရှယ်လေးတွေများများလုပ်ပေးသွားပါနော် ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်ဆရာရဲမန်အောင်ဖြစ်ပါတယ်ဆရာထံမှာဗီရင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တာတော့ဗီရင်ဧကန်တဗီရင်မေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့ဗီရင်မေးလို့ရပါတယ်ဗီရင်ညံပူဇော်ကယူပါတယ်နော် ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေဆက်ပစ္စည်းဆိုင်ကယ်၃ဘိန်းဟုတ်လားစသည်အားဖြင့်တန်ဖိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်အထူးတိုက်ရိုက်တပ်စင်တွေပြုလုပ်ပေးပါတယ်အာမခံတယ်ပါနော် ပြီးတော့အခြေရေးအဆင်မပြေတဲ့လူငယ်တွေအိမ်တော်ရေးအဆင်မပြေသူတွေစီးပွားရေးကြက်တဲနေတဲ့သူတွေဘာလို့ပဲလှုပ်လို့အဆင်မပြေဘူးဆိုတဲ့မိတ်ဆွေများအကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နော်အမှုခင်းချုံတော်ကလည်းမြန်ဆုံးလွတ်မြောက်ဖို့အတွက်အထူးရရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ရှားရဖုန်းနံပါတ်က39 956 88 858ပြီးတော့39 98 ၃ညာ၄လုံး2 6ဖြစ်ပါတယ်เนาะအဲ့ဒီ၃ညာကို9 6 9 8 8 8 9 8အဲ့ဒီဖုန်းနံပါတ်က Viber account Telegram account ရှိပါတယ်အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ mail လို့လည်းရပါတယ်เนาะပြည်ပရောက်နေတဲ့မိတ်ဆွေတွေကတော့အဲ့ဒီ account တွေကနေဆက်သွယ်ပြီးတော့ mail ပါပြည်တွင်းကမိတ်ဆွေတွေကတော့ရှာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့ mail ကြပါเนาะအိမ်မှာလာမေးခြင်းနဲ့ဆိုရင်တော့နော်ကုန်းကြီးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်